ာတနာရီမိုင်60နီးပါးထိလင်းမြအောင် ပြန်တန်းနိုင်တယ်လို့အလေးချိန်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပေ18000ထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုပ်တရည်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့ကြီးပြုပါ။အင်ဂျင်ဆက်တန်ပန်ကားတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။စတက်လေးဒီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့ဒရီပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါလူထူထက်တဲ့နေရာနဲ့စီရီအခြေစိုက်စခန်းလိုမျိုးပြတ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ မြန်မာအိန္ဒိယနယ်စပ်ကုန်းသွယ်ရေးရဲ့အဓိကလက်မကြီးတစ်ခုဖြစ်တဲ့စကိုင်းတိုင်းကလေးခရိုင်ကလေးတမှုအာရှလက်မကြီးကိုစိုးစုတက်တွေကအင်အားအလုံးရင်းနဲ့စစ်ကြောင်းတို့ဝင်ရောက်ကကလေးမြောက်ပိုင်းကခြေရွာတွေကိုထိန်းချုပ်လိုက်တယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြုပြောပါတယ်မိုင်80ကျော်ရှည်လျားတဲ့ကလေးတမူလန်ကိုပြန်လည်စိုးမိုးထိန်ချုပ်နိုင်ဖို့စိုးစုတက်ကအုတ်ကုလကစတင်ကစစ်ကြောင်းတို့ဝင်ရောက်နေရပါ တော်လိုင်းအင်အားစုတွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကလေးမျိုးနယ်မြောက်ပိုင်းကကံကြီးကံတရာရှာစကြိုနန်းဆောင်ဘူးလက်ပံချောင်းစတဲ့ကြေးရည်အပေါင်းရင်တော်လိုင်းအင်အားစုတွေသိမ်းပိုက်ထားတဲ့နယ်မြေတွေအလုံးကိုအောက်တိုဘာ20ရက်ဒီနေ့မှာလက်လွတ်လိုက်ရတာလို့စစ်ရေးသတင်းမြစ်တူကပြောပါရယ်လက်လွတ်လိုက်ရတဲ့ကလေးမျိုးပိုင်းကကြေးရည်ဟာပြီးခဲ့တဲ့2023ခုနှစ်ကတည်းကသိမ်းပိုက်ထားတဲ့ရှာစကြိုရတ္တရာနှင့်ဂျင်စကန် လက်ပံချောင်းရက်စကန်နဲ့2024ခုနှစ်ဖေဖော်ဝါရီလကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ကန်ကြီးကန်တရစုပ်စုစကန်အပြင်2025ခုနှစ်စက်တင်ဘာမှာသိမ်းပိုက်ထားတဲ့နန်းဆောင်မှုကြီးရွာကစုပ်စုစကန်တို့ဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့စုပ်စုတပ်တွေကကလေးတမူလန်းကလေးမျိုးနဲ့မိုင်60ခန့်အကွာဝေးရှိတဲ့ စော်ဝါရေရှင်ကျေးရွာမှာတက်ဆွဲထားပြီးတော့ကလေးမြောက်ပိုင်းကျေးရွာတွေကိုတက်ပြန်ကရာဇကြိုကျေးရွာကတဆင့်ညာစိန်လက်ပံချောင်းနဲ့မော်စီကျေးရွာတို့ကိုစစ်ကြောင်းတို့ဝင်ရောက်လာတာဖြစ်ပြီးတော့နေအိမ်တွေကိုဖောက်တွင်းကကျေးရွာတွေကိုမီးရှို့ဖျက်ဆီးနေရဲလို့ကလေးမျိုးနယ်လူသားစာနာတာဝန်ခံဦးအောင်စောထွန်းကပြောပါတယ်။အဲလက်ပံချောင်းကိုအဲဒီမနေ့ကနေဝင်နေဝင်ပြီးတော့အကျဉ်းကိုစေနာကြီး၁၇နှစ်လောက်မှလက်ပံချောင်းကိုမီးရှို့တယ်။မီးရှို့ပြီးကလက်ပံချောင်းကနေကိုပြန်ထွက်သွားပြီပေါ့နော်။ ဖက်သွားဆိုပြီးတော့ဒါဟိုဘက်အဲမော်စီရိုအဲဒီဆယ်ကြီးဘက်လောက်ကတော့ဒါကျွန်တော်တို့ရောက်သွားပြီလို့ခံမှန်းပါလေညလောလောဆယ်ကျွန်တော်တို့တိထားရတဲ့လောက်ကတော့ဒီခုံသာရွာပေါ့နော်အရှိခုံသာအနောက်ခုံသာနေရွာရှိရဲ့ခဲမှာအနောက်ခုံသာကအတက်ခံတယ်ကိုကျော်တိထားတာပါဗျာဟုတ်ဒီလိုစကြောင်းတို့ဝင်ရောက်ချင်းစိုးစုတက်တီကဒေသခံလူငယ်ရှစ်ဦးကိုအော်တိုဘာ16ရက်နေ့မှာဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးတော့ဒဇာကန်အဖြစ်ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ဒေသခံတွေကပြောပါတယ် လက်ရှိချိန်မှာတော့စိုးစုတက်တွေကကလေးတမူးအာရှလမ်းမကြီးကနေတဆင့်တမူးဘက်ကိုဥတီစစ်ကြောင်းထိုးတာမတွေ့ရသေးပဲကလေးမျိုးနဲ့မိုင်40ခန့်အကွာဝေးရှိတဲ့မကွေးကလေးနယ်ဆက်ကလေးကံကောလမ်းပေါ်ကမှန်တော်ကြီးရွာအနီးမှာစိုးစုနဲ့တော်လိုင်းတက်တွေတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသခံတို့ကပြောပါတယ်။ ဒီလိုစိုးစုစကြောင်းတို့ဝင်ရောက်နေရကြောင်းကလေးမျိုးနဲ့မြောက်ပိုင်းမှာရှိတဲ့ရာဇကြိုးမြစိမြလင်းလက်ပံချောင်းပြည်တော်သားပြင်းခုံကြီး ပြင်းတော်ဦးမောက်လင်းလက်ပံချောင်းနန်းဆောင်ဘူးကံကြီးကံတရာ96မိုင်ရံမျိုးအောင်ကြီးရွာပေါဝင် တမူးနယ်အတွင်းမှာရှိတဲ့ခန်းပတ်ဘုတ်ကံကနန်းကျွန်းတော်ရေရှင်ဖက်ရားရေရှင် စော်ဘွား ဝီတုတ်စားတဲ့ကျေးရွာပေါင်း50ကျော်တပတ်ကျော်ကြာတဲ့ဒီတောတောင်တွင်ထွက်ပြေးနေရကစေဝါနဲ့အစားအသောက်တွေအရေးပေါ်လိုအပ်နေရလို့အကူအညီပေးနေသူတူကပြောပါရယ်။စောစုစကြောင်းတွေကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူတွေထက်မှတက်ကြီးရွယ်အိုးကလေးငယ်နဲ့ကိုဝင်ဆောင်မိခင်နာမကျန်းဖြစ်သူ3000ကျော်ခန့်ပါဝင်ပြီးတော့ထမင်းချက်ပြုတ်လို့မရကြောင်းထမင်းမစားသူတွေလည်းရှိတယ်လို့မောင်လင်းကျေးရွာဒေသခံအမျိုးသမီးတူကပြောပါရယ်။ ကလေးမျိုးနယ်တွင်မှာတော့အာနာသိန်း၄နှစ်ကျော်တွင်စုပ်စုတက်ဖြတ်လို့တည်ဆုံးသူ900ကျော်နဲ့စုပ်စုစကြောင်းတို့ဝင်ရောက်စဉ်တွင်ဘာသာပေါင်းစုံသာသနာနည်းကအဆောင်အုံ44လုံးမိရှုခံရတဲ့ခြေရွာပေါင်း44ရွာနေအိမ်ပေါင်း6250လုံးရှိတယ်လို့မြေပြင်မှာကူညီကယ်ဆယ်ရေးလုပ်နေသူတွေကဆိုပါတယ်ဒီအနေနဲ့ဒီဘာမနီစတန်းမနီကစမေဒီစမေတဒါ 嗯，今天就叫当天东西。大 <noise> 大，阿妈变好了吗？小腾鑫，阿妈说家里过生辰，带我去帮忙去。